င်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလဝတနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ16ရက်နေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလဝတသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအဖူချိန်များမှာနေပြည်တော်မှာ30ဒီဂရီဆဲစီရဲ့86ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ37ဒီဂရီဆဲစီရဲ့88ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ 34 degree Celsius ရဲ့63 degree Fahrenheit တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းယောင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်ထက်မှာတိမ်တိုးထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှိတ်ပိုင်း၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလင်းပြတ်တက်ခတ်ခြင်းမိုးတိမ်ကြုံခြင်းမိုးကျပစ်ခြင်းလျက်စည်းလက်ခြင်းနဲ့မိုးတိမ်ကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်တက်မှတိမ်တို့ထက်နေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုက်ထွာချက်များအရ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းတဲ့ရေဝန်ဟာဆက်လက်တရှိနေပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းတဲ့ရေဝန်ဟာအနောက်မြောက်ဘက်သို့ဖြင်းချင်းစာရွေလျားပြီးနောက်24နာရီအတွင်းအိန္ဒိယနိုင်ငံချက်ခန့်ပြည်နယ်ကိုဖြတ်ကျော်နိုင်တာတဖြည်းဖြည်းအာရုံသွားမယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်မြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာမုတ်တုံလေအားကောင်းရာမှာအားလုံးကောင်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။ မြမပင်လယ်ပြင်မှာမြဝချုံပေါ်ရခိုင်ကမ်းရိုးတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရမ်းမန်ရန်ခမ်းမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရှေးပြင်းမြပြင်းလေးဟာတနအီကို35မိုင်အထိတက်ခတ်နေပါတယ်လိုင်းမြင်မှာမြဝချုံပေါ်ရခိုင်ကမ်းရိုးတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ73ပေခန့်ရှိနေပါတယ်မော်တမာခွေမွန်တနင်္သာရီကမ်းရိုးတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်နေပါတယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကိုမိုင်30အထိတက်ခတ်နေပါတယ် လိုင်းမြင့်မှာမော်တမခွေမော်တနင်းတိုင်းကမ်းရိုးတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာဆယ်ပေမှဆယ့်နှစ်ပေခန့်ရှင်းနေပါတယ်မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျဲမန္တလေးတိုင်းဒေသကြီးမှာနေရာစစ်စစ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာနေ့တိုင်းဒေသကြီးတို့မှာနေရအနံပြားမိုးတကြုံရပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနေပြည်တော်နဲ့မုံပြည်နယ်တို့မှာနေရကွက်ပြီးမိုးကျနေပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးအထင်အထင်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆယ်စီယက်၊88ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ 23ဒီဂရီဆက်စီရ83ဒီဂရီဖာနဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်မင်းက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။အမြင့်ဆန်းပူချိန်မှာ37ဒီဂရီဆက်စီရ88ဒီဂရီဖာနဟိုက်နဲ့အနည်းဆန်းပူချိန်မှာ25ဒီဂရီဆက်စီရ89ဒီဂရီဖာနဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မင်းက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတစ်ကြိမ်ရွာပါမယ်။အမြင့်ဆန်းပူချိန်မှာ34ဒီဂရီဆက်စီရ93ဒီဂရီဖာနဟိုက်နဲ့အနည်းဆန်းပူချိန်မှာ 26ဒီဂရီဆဲလ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်တော့ခမ်းမန်းချက်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမုတ်ပူလာပါမယ်။အထူးမိုးလေဝသသတင်းဒီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရဝုန်းရဲ့အရှိန်ကြောင့်လကောင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းရာမှာအားလုံးကောင်းနေခြင်းကြောင့်လကောင်း အရှိတ်ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်လကောင်း။အနောက်ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်လကောင်း။ဒီကနေ့ညမှာ24ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှနေရာအနှံပြားမိုးတချုံရပြီး အချို့ဒေတာများမှာဒေတာလိုက်နဲ့နေရာကွက်၍ငိုကြည့်ပါမယ်။မြဝကျုံပေါ်ရခိုင်ကမ်းရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရမန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလမ်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြင်းပြင်းလေးဟာတနအိုက်ကို35မိုင်အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြဝကျုံပေါ်ရခိုင်ကမ်းရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ73မိခန့်ရှိနေပါတယ်။မော်တမောက်ွေမွန်တနင်းနိုင်ကမ်းရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြာရောက်ပြီးလမ်းကြည့်နေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြင်းပြင်းလေးဟာ တနအိကိုမိုင်30အထိတက်ခတ်နေပါတယ်။လှိုင်းမြင်မှာမော်တမခွေမွန်တနင်းနိုင်ကန်ရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာစေဖေမှ12မိခန့်ရှိနေပါတယ်။အကြံပြုချက်ဒုဖြစ်ပါ၍မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတက်ချုံခြင်း၊မိုးချွတ်ပစ်ခြင်း၊လျက်ဆီးလက်ခြင်း၊မိုးတိကျခြင်းတရရပြရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသဤမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းကများဤမှာနေထိုင်ကြသူများနေဖြင့် ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတတိများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။